မင်္ဂလာပါရှင်ကျမကကေခိုင်ပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရေကုံမြို့လေကလာတာမြို့နယ်ဆစ်ရှစ်လမ်းထိပ်မှာဇွန်လ30ရက်နေ့နေ့လေကစေပင်အမိုက်ပုံးတွေထပိန်နဲ့ပတ်ပြီးကြွကြွအိတ်နဲ့ထုတ်ထားတဲ့ကလေးရုပ်အလောင်းကိုရက်ွက်နှွေသူတွေကတွေ့ပြီးလူမှုကူညီရေးအသင်းနဲ့ဆက်သွေးကရေကုံစေဟုတ်ကြီးကိုပို့ဆောင်ပေးထားရတယ်လို့ပရာဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ် ။မွေးကင်းစကလင်းငယ်စွပစ်တဲ့နောက်ကွယ်မှာဆင်းရဲမွေးတင်မှုမျိုးဆက်ပေါ်ကျမ်းမာရဲ့အသိပညာအားနည်းမှုလိမ်ပိုင်းဆိုင်ရာအကြံဖက်မှုတွေနဲ့ဆက်ဆက်နေလို့အမျိုးသမီးအရေးလှူရှားသူတယောက်ကပြောပါရဲ့။ဒီလိုမွေးကင်းစကလေးငယ်တွေစွန့်ပစ်တာဟာရန်ကုန်တိုင်းနဲ့မကဘဲ2020ခုနှစ်ကနေ2025ခုနှစ်အတွင်းကြိုက်ထူမြိတ်တောင်ကိုမူယော်နဲ့ရေတာရှည်မြို့တွေမှာလည်းဖြစ်ခဲ့ပါရဲ့ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကတော်လေရဲတပ်ဖွဲ့တွေရဲ့စုံမိုးနေမြင်မှာလေကြောင်းရံကောက်ကွေရဲ့အသိပညာပေးဟော့ပြောပွဲနဲ့တကယ်သားရုပ်ရှင်ပြသပွဲပြုလုပ်ခဲ့တယ်လို့တနင်္သာရီမြို့နယ်ကြောင်သားများတက်မကဘာကသားများအဖွဲ့ချုပ်စီကတည်ရပါတယ်ဇူလိုင်လတရက်နေ့ညပိုင်းအချိန်က ပြည်သူအခြေပြုမြေပြင်ကြောင်တကြောင်မှာအသေးပညာပေးဟော့ပြောပွဲကိုပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ ကလေးတွေအနေနဲ့လေချောင်းရဲကိုရှောင်တိန်ဖို့နဲ့ကောက်ွယ်ဖို့အတွက်အဓိကအသိပညာပေးခဲ့တာဖြစ်ပြီးပြည်သူတွေအနေနဲ့လေလေရင်လာရင်အပြင်ထွက်မကြည့်ကြပဲဘုံခုံချင်းဒါမှမဟုတ်လုံခြုံတဲ့နေရာကိုရှောင်ပြေကြဖို့တိုက်တွန်းလေလို့တနင်္သာရီမြို့နယ်ကျောင်းသားများတမကရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်အဲ့ဒီပွဲမှာလေချောင်းရဲကောက်ွယ်ရဲ့အသိပညာပင်နဲ့တော်လန်ရုပ်ရှင်ပြသတာအပြင်ခစ်အဆက်ဆက်ချချုံခဲ့တဲ့ရဲဘော်တွေကိုအလေးပြုတာတွေနဲ့ကြပြရွတ်တာတွေလည်းပြုလုပ်ခဲ့တယ်လို့ဆိုပါရယ်ရှင် နောက်ချုံနဲ့လေးမိုင်အကော်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်းစီကလက်နက်ကြီးနဲ့လေးချောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်ပြုလုပ်နေပါတယ်။ထက်အောင်တရင်ပေးပို့ထားပါရရှင်။တောင်ထက် DNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုပြန်ရဖို့စစ်ကောင်စီကအင်အားလုံးရင်းနဲ့ထုတ်စစ်ဆင်နေတာပါ။လက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းဟာနောင်ချိုမြို့နဲ့လေးမိုင်ဝန်းကျင်မှာဝေးတဲ့မျက်ချီမြို့ကျေးရွာဘက်မှာတိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါအပြင်စစ်ကောင်စီကလည်းကြောင်းတက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေလည်းစတိုက်လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်ဒေသခံတို့ဥပြပြတော့ကိုဒီဘီကနောက်ခံအတန်းထက်ဖတ်ထားပါရယ်ဒီနေ့အထီးလေအဲ့ဒီဘက်မှာတိုက်ပွဲကဆက်ပြီးဖြစ်နေတော့မယ်မြို့ရဲကလည်းလေကြောင်းနဲ့ရောလက်နက်ကြီးတွေနဲ့ရောပစ်နေတာလည်းတောက်လျှောက်ပဲသူတို့ကအဓိကတော့အဲ့ဒီလေကြောင်းနဲ့လက်နက်ကြီးကိုအဓိကအားပြုနေတာလက်ရှိစစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေရဲ့အခြေအနေကိုကြည့်ရင်အင်အား6000ဝန်းကျင်လောက်ရှိနိုင်တယ်လို့စီးရေးလေးသာသုံးသပ်တူတူဖြစ်တဲ့ကိုစင်ရောကပြောပါရယ် ါ့ပြင်လေကြောင်းတက်ခဲမှုကိုလည်းကြီးကြီးမားမားလုပ်နေတာကြောင့်နောက်ချိုကိုပြန်ပြီးလက်လွတ်ရတာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။အင်အား6000ရယ်လေကြောင်းရယ်ပြီးတော့ကြောင်မဲကိုတောက်လျှောက်တိုက်နေတဲ့လေကြောင်းတက်ခဲနေတဲ့ပုံစံရဆယ်အနည်းနဲ့အမြန်မဲ꽈မဲသဘောလိုတုံ့တက်ရတယ်။ဒါပြင်တစ်ဆက်တည်းရှိနေတဲ့ကြောင်မဲဘက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေစတိုက်လုံနေတာပါတိုက်ပွဲတွေကြောင်းနောင်ချုံနဲ့ကြောင်မဲဘက်ကဒေသခံထောင်နဲ့ချီပြီးလဲထွက်ပြေးတိတ်ရှောင်နေကြပါတယ် ောင်ချုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လထဲမှာ TLN လေးနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါတရုတ်ကြောင်ဝင်တဲ့ကုမင်းဆွေးနွေးပွဲမှာတော့စစ်ကောင်စီကနယ်မြေတွေပြန်တောင်းတာကို TNN ကလက်မခံတဲ့နောက်နောင်ချိုကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ကျွန်တော်ထားအောင်ပါ ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးပြီးနေရပြန်ပို့ခံထားရတဲ့မြန်မာရွှေ့ပြောင်းလုံသားအမျိုးသားအယောက်900ကျော်ဟာစစ်မှုထမ်းဖို့တပ်သားတွေအဖြစ်စုဆောင်းခံထားရရဲ့လို့ကော့တောင်းဒေတာခန်တွေကပြောပါတယ်ဒီနေ့ဇန်နဝါရီလကနဲ့ဇွန်လအထိ6လအတွင်းမှာရွှေပြောင်းအလုံတမ1015ရောက်ကိုရနောက်အချုပ်ထောင်ကနေမြန်မာနိုင်ငံကိုပြန်လည်လွှဲပြောင်းခရာမှာအမျိုးသားအယောက်900ကျော်စစ်မှုထမ်းဖို့ဖန်ဆီးခံထားရရဲလို့ဆိုပါတယ် ဖန်ဆီးခံထားရတဲ့အမျိုးသားတွေထဲမှာအသက်အရွယ်ဆုံးပါဝင်ပြီးရက်တို့စစ်တင်တဲ့ပေကရှေ့တန်းစစ်မျက်နှာပြင်ကိုပို့ဆောင်နေလို့အဲ့ဒီအခြေအနေကိုသိတဲ့ကော့တောင်းဒေတာခန့်တယောက်ကပြောပါတယ်ပိကရဲမက်စလာအတွင်ကမြေအခြေစားရွှေတူကြီးရောတိုက်ခိုက်ရင်းနဲ့စီယုံရဲတင်တဲ့အကြောင်းကနေထွက်ပြေးလွမြောက်လာသူတယောက်ကတော့စစ်မှုထမ်းဖို့အတွက်သဘောဆန္ဒကိုစစ်ကောင်စီတပ်ဖက်ကမင်မြဲတာမရှိခဲ့ဘူးလို့ပြောပါတယ် ိုင်းရင်းသားလက်နက်ကအဖွဲ့တွေနဲ့ပြည်သူကောက်ွယ်ရေးတပ်တွေထုတ်ပြန်ချက်တွေအပေါ်အခြေခံပြီး DPP ကပြုစုထားတဲ့စီးရင်တွေအရာ2025ခုနှစ်ပထမ3လအတွင်းစစ်ကောင်စီတပ်ကနေထွက်ပြေးလွမြောက်လာတဲ့စစ်မှုထမ်းတပ်သားအသစ်136ရာအထိရှိလာနေပါပြီရှင်။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကကိခိုင်ပါ